အလုံးမဲမင်္ဂလာပါဒီ reading ကိုမြင်တဲ့အချိန်ကနေစပြီးတော့နောက်ထပ်22ရက်အတော်အတွင်းထဲမှာဘလို့အရာတွေကိုကိုကသတိထားဖို့လိုလဲဂယုဆိုင်ဖို့လိုလဲဆိုတာနဲ့ပတ်သက်ပြီးတော့ reading လေးလုပ်ပေးထားပါတယ်အဲ့တော့ပထမဦးဆုံး collective reading ဖြစ်တဲ့အတွက် energy လေးအရင်စစ်ကြည့်ကြရအောင်အခုဒီကြီးနေတဲ့ follower လေးတွေထဲမှာပေါ့နော်ဒီအပိုင်းထဲမှာပေါ့ကိုယ့်ရဲ့ပေါင်းသဲဆက်ဆံမှုနဲ့ပဲဒါမှမဟုတ်ရေလုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်ပေါ့နော် အဲဒါမှမဟုတ်ဆိုလဲတချို့ကဒီอืมชื่อกูกูရဲ့ဒီ relationship ပဲဖြစ်ဖြစ်ပေါ့เนาะအဲ့ထဲမှာဘသူကအဆက်အမှန်လဲဘသူကအတူရောင်လဲဆိုတာမျိုးပေါ့เนาะအဲ့လိုပေါ်လာတဲ့အချိန်တစ်ခုကိုကြုံရကြုံနေရတဲ့သူတွေပါတယ်ပေါ့เนาะအဲပြီးတော့နောက်တစ်ခုကအခုချိန်မှာပေါ့เนาะကိုယ့်ကိုချောက်တွန်းခြင်းတဲ့သူကိုယ့်ကိုမလိုအဲ့မလိုတဲ့သူပေါ့เนาะမလိုတဲ့သူမနာလိုတဲ့သူဟိုတိုက်ခိုက်ခြင်းတဲ့သူ တခုခုဆိုကြောက်တွန်းချင်တဲ့သူဒါမှမဟုတ်ရင်တချို့ကြောက်ရတယ်ကိုယ့်ကိုမနာလိုဖြစ်ပြီးတော့အဲ့လိုကိုယ့်နေရာကိုလိုချင်တဲ့သူပေါ့နော်အဲ့လိုပုံစံမျိုးအဲ့လိုလူတွေကြုံတွေ့နေရတတ်တယ်ပြီးတော့အခုဒီရက်ပိုင်းအတော်တွင်ထဲမှာပေါ့နော်အာအခုဒီနေ့ကနေစပြီးတော့ကြည့်မယ်ဆိုရင်တော့ပြီးခဲ့တဲ့ဒီ တပတ်အတော်အတွင်းထဲမှာပေါ့နော်အဲအဲ့ဒီတပတ်အတော်အတွင်းထဲမှာတော်တော်လေးကိုကစိတ်ခံစားမှုတော်တော်များခဲ့တယ်ဒါပေမဲ့အခုချိန်မှာတော့တော်တော်လေးကိုအဲ့ဒီစိတ်ခံစားမှုတွေထဲကနေပြီးတော့တော်တော်လေး move on လုပ်နိုင်လာတယ်ပေါ့နော်အဲ့လိုအနေအထားမျိုးကိုတော့တွေ့ရတယ်ပြီးတော့ကိုကဘလို့အနေအထားမျိုးဘလို့အနေအထားမျိုးကိုရောက်နေလဲဆိုတော့စိတ်ခံစားမှုကို ဖြစ်စေတဲ့အတိတ်ကအကြောင်းအရာတွေဖြစ်အတိတ်ကအကြောင်းအရာတွေကိုကောင်းသေးကိုရောက်လာတဲ့အချိန်မှာတော့ ကိုကိုကိုဂယုဆိုင်မှဖြစ်တော့မယ်ကိုကိုကိုပဲအာယုံဆိုင်မှဖြစ်တော့မယ်ဆိုတော့အတိလေးတခုတော့ဝင်လာနေတာကိုတွေ့တယ်ပေါ့နော်အဲ့တော့ဝင်လာနေတယ်ကိုကိုတိုင်းဘာလုပ်လို့ရလဲအဲ့ပုံမှာပဲအာယုံဆိုင်ဖို့စူးစမ်းနေတာလေးကိုတော့တွေ့ရတယ်ဒါပေမဲ့လက်ရှိအချိန်အတော်အတွင်းမှာတော့ညာသောအဖြစ်ဒီလုပ်ငန်းခွင်ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံမှု level မှာကိုယ့်ကိုမနာလိုတဲ့သူရှိတယ်ကိုယ့်ကိုတိုက်ခိုက်တဲ့သူရှိတယ်အချို့ကျတော့ကိုယ့်ကိုတိတ်ပြီးတော့လိုအပ်မှလာပြီးတော့ ေါ်တဲ့သူမျိုးပေါ့တချို့ကြတော့လေလေလိုအပ်မှလာပြီးတော့ကိုယ့်ကိုလာပြီးတော့ရောတဲ့သူမဟုတ်ရင်တော့ကိုယ့်ကိုအမြဲတမ်းအလစ်လူရှုထားပြီးတော့လိုအပ်မှလာပြီးတော့ပတ်သက်တဲ့သူမျိုးအဲ့လိုလူမျိုးတွေကိုကြုံရတတ်တယ်နော်အဲ့တော့ဒီ follower လေးတွေကအခုလက်ရှိအခြေအနေအတော်အတွင်းထဲမှာပေါ့နော်ဘလိုလူမျိုးတွေတွေ့ရလဲဆိုတော့ကိုယ့်အပေါ်မှာဆိုမျက်နှာဖုံးနေတဲ့အပေါ်အပေါ်ရံမှာတော့ပြုံပြုံလေးပဲဒါပေမဲ့အတွင်းစိတ်ကနေကောက်ကျစ်တာမျိုး ကိုကိုလာပြီးတော့အတုံးချခြင်းတဲ့သူမျိုးကိုကိုလာပြီးတော့ဘယ်လိုပြောမလဲကိုရဲ့အရေးအချင်းတွေကိုယူခြင်းတဲ့ပုံစံမျိုးပေါ့နော်ကိုရဲ့အရေးအချင်းတွေကိုအရေးချင်းရှိမှန်းတော့သိတယ်ဒါပေမဲ့လည်းအာလာပြီးတော့လည်းအောက်ကျုပ်ခံပြီးတော့မပောင်းချင်ဘူးဆိုတော့လူမျိုးတွေပေါ့နော်အဲ့လိုလူမျိုးတွေဒီရပိုင်အတော်တွင်ထဲမှာကြုံနေရတာတဲ့နော်အဲပြီးရင်ဒီ follower လေးကလေအခု ကို့မှာပေါ့နော်ဒီအပိုင်းအတော့အတွက်အရန်ကိုလှုပ်စီရတယ်အများကြီးဖြစ်တွေ့လာရလိမ့်မယ်အခုဒီ23ရက်အတော့အတွင်းထဲမှာဗားတွေထပ်ပြီးတော့ကြုံတွေ့ရဖို့ရှိနေလဲဆိုရင်တော့ follower လေးတွေက ကိုကကိုလှုပ်ရှင်တဲ့အရာတွေကအများကြီးရှိနေတယ်ကို့မှာလည်းလုံးလို့ရနိုင်တဲ့အခွင့်အရေးတွေအများကြီးရှိနေတယ်အဲ့တော့ အလုပ်တွေလုံးမှာလားကိုကတိုးတက်ရေးအတွက်လုံးမှာလားအကိုရဲ့ပျော်ရွှင်မှုအတွက်တစ်ခုခုကိုဖန်တီးပြီးလုပ်ချင်တာလားအဲ့အရာတွေအများကြီးရှိရယ်နော်အဲ့ဒါတွေအကုန်လုံးကိုတစ်ခုပြီးတစ်ခုအကောင့်ထဲပေါ်ရမယ်အဲအကောင့်ထဲပေါ်ရမယ်အခွင့်အရေးတွေရလာနိုင်မယ်နော် ပြီးတော့ကြတော့လေတချို့ဟာတွေမှာကြတော့ဒီ follower လေးတွေကနည်းနည်းခက်ခက်ခက်ခဲကြော်ဖြတ်ရတာမျိုးပေါ့နော်အဲကြီးလိုက်ရင်တော့လူညံ့တယ်လို့လို့ပျော်ပြောင်းတယ်လို့လို့လေးပဲဒါပေမဲ့လည်းကို့မှာဖြတ်တန်းခဲ့ရတဲ့အခက်အခဲတွေနာကျင်မှုတွေကအရန်ကိုများခဲ့တာအောင်လည်းတွေ့ရတယ်ပေါ့နော်အဲပြီးတော့ဒီ follower လေးတွေထဲမှာပေါ့နော် အခုဒီရပ်ပိုင်းအတော်တွင်းထဲမှာကိုယ့်ကိုလမ်းပြပေးနိုင်တဲ့သူနော်လမ်းပြပေးနိုင်တဲ့သူကိုယ့်ရဲ့ဆက်ရဒါမှမဟုတ်ရင်လည်းအလုပ်ခွင်ထဲမှာဆိုလည်းအထက်လူကြီးပေါ့နော်အဲအဲ့လိုလူမျိုးတွေကကိုယ့်ကိုအဲ့လိုမျိုးကြည့်ရှုတာဆောင်းလျှောက်တာမျိုးခံရတတ်တယ်။တချို့တွေအတွက်ကတော့အော်ကိုဖောက်ကိုအိမ်မှာအေးစစင်းနေတဲ့သူအတွက်ဆိုရင်တော့ကိုယ့်ကိုလမ်းပြပေးနိုင်တဲ့အာအင်ဂျယ်တွေလိုမျိုးအဲ့လိုမျိုးတွေကရဲ့ကိုကြီးဆောင်းလျှောက်မှုကိုအာတိတိတသာခံရတတ်တယ်။ ဲ့တော့ကျတော့အခုချိန်ကနေစပြီးတော့ကိုကိုမှကိုလုံးနိုင်တဲ့အရာလေးတွေလုပ်ပေး။ဘာလဲဆိုတော့ဘာသာရေးပဲဖြစ်ဖြစ်ကိုရဲ့စိတ်ကိုတည်ငြိမ်မှုရှိအောင်ဘာတွေလုပ်နိုင်မလဲ။လုံးနိုင်တဲ့အရာလေးတွေကိုလုပ်ပြီးတော့နေပေးပါ။ energy ကိုကောင်းအောင်နေပေးပါ။ကိုကိုစောင့်ရှောက်ပေးမဲ့သူတွေရောက်လာနိုင်မယ်နော်။ပြီးတော့အခုဒီနောက်ပိုင်းမှာကိုရဲ့စိတ်ထဲမှာနည်းနည်းလေးလွန်ဆွဲနေတဲ့ကိစ္စကလေးတွေရှိနေနိုင်မယ်။အဲ့ဟာကဘာတွေလဲဆိုတော့အဲ တခါတလေမှာပေါ့ကိုရဲ့တိစိတ်နဲ့မတိစိတ်ကြတဲ့မှာကိုအရင်တုန်းကကြုံတွေ့ခဲ့ရတဲ့အရာတွေပေါ်မှာကိုဘလို့တုံ့ပြန်ခဲ့တယ်လဲအတိတ်မှာတုန်းကအကြုံခဲ့ရသမျှအဖြစ်ပြက်တွေပေါ်မှာကိုကဘလို့မျိုးတွေတုံ့ပြန်ခဲ့တယ်လဲအဲ့ဒါတွေပေါ်မှာကိုကလေပြန်ပြီးအားမလို့အားမရဖြစ်တာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တယ်တချို့ကြလည်းအခုလက်ရှိကြုံနေရတဲ့အဖြစ်အပြက်တခုခုပေါ်မှာကိုကိုကိုအားမလို့အားမရဖြစ်မိတာတွေရှိတာပေါ့နော်အဲ့လိုကြတော့အဲ့အရာတွေကိုအရင်ကြီးမတွေးတော့နဲ့ကိုရဲ့လက်တွေ့ လက်ရှိအချိန်မှာပဲဘာလုံးလို့ရတယ်လဲကိုဘာလုံးနိုင်လဲလုံးလို့ရတဲ့ဟာကိုတခါတည်း တန်းပြီးတော့ထလုပ်လိုက်တာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးလုပ်ကြည့်ပေးပါပြီးလို့ရှိရင်တဘာဝနဲ့ထိတွေ့တာမျိုးပေါ့နော်တဘာဝနဲ့ထိတွေ့တာမျိုးလေးတွေလုပ်ပေးဖို့လိုအပ်ပါတယ်တကယ်လို့ကိုယ့်ရဲ့အိမ်သားမှာတော့မြက်ခင်းလေးတွေအဲ့လိုမြေကြီးလေးတွေအဲ့လိုမျိုးရှိတယ်ဆိုရင်ပေါ့နော်အဲ့ဒါဆိုရင်အိမ်မှာသွားပြီးတော့ခြေပလာနဲ့လမ်းလျှောက်တာမျိုးဒါမှမဟုတ်ရင်လည်းအဲ့မြက်ခင်းပေါ်မှာထိုင်တာမျိုးပေါ့နော်အဲ့လိုလေးတွေလုပ်ကြည့်ပေးတချို့ကျတော့ဒီတိုက်ခန်းနေပါတယ်နဲ့နေတယ်ဆိုရင်တော့ ို့ရဲ့အိမ်မှာအပင်ကလေးတွေစိုက်ထားတယ်ဆိုရင်အပင်ကလေးတွေပန်းလေးတွေနဲ့ထိတွေ့ပေးတာမျိုးအပင်လေးတွေစိုက်တာမျိုးပေါ့နော်အဲ့လိုလေးတွေလည်းလုပ်ပေးလို့ရပါတယ်ပြီးတော့လေဒီဒီရပိုင်းအတော်အတွင်းထဲမှာပဲ အဲကိုကပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့မျောလင့်နေတာလေးတွေရှိတယ်ဆိုရင်တော့အဲ့ငွေကြေးကိစ္စလေးတွေအဆင်ပြေလာနိုင်မယ်နော်ကိုမျောလင့်နေတဲ့ငွေကြေးလေးတွေရှိရင်လည်းရလာနိုင်မယ်ဒီ21ရက်အတော်အတွင်းထဲမှာရလာနိုင်မယ်အဲအထူးသဖြင့်ကတော့ငွေကြေးအလုတ်အကန်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုမျောလင့်နေတာနေရှိနေတယ်ဆိုရင်တော့ရလာနိုင်တယ်အဲ့တော့ကြတော့အခုချိန်ကနေစပြီးတော့ကိုယ့်ရဲ့စိတ်ကို negative တွေမတွေးနဲ့ပေါ့နော်ပြီးတော့ကိုယ့်အတ္တိနာမှာရှိနေတဲ့ဒီအတုအယောင်လူတွေပေါ့ဥပမာတချို့ကြတော့ဒီ ဘယ်လိုပြောမလဲလက်ရှိမှာကြုံနေရတာမဟုတ်ဘူးလေဟိုအတိတ်ကသူတွေရဲ့ရဲ့ ਨੇ ပတ်သက်ပြီးတော့ပေါ့နော်အဲကိုကအတွေးတွေအများများနေတယ်ကိုအတွက်မကောင်းခဲတဲ့သူတွေအတွက်အတွေးတွေများနေဆိုအဲ့ဒါတွေကိုကိုကအတတ်နိုင်ဆုံး release လုပ်လိုက်လုံးဝလွတ်ချပြလိုက်တော့ကိုရဲ့ကိုကကိုအတွက်ကိုရှင်သန်ဖို့ထိုက်တန်ပါတယ်ကိုကအချစ်ခံရဖို့ထိုက်တန်ပါတယ်ကိုကိုမချစ်ခဲ့တဲ့သူတွေကိုကိုတန်ဖိုးမထားတဲ့သူတွေအဲ့လိုလူတွေအတွက်ကိုကိုကအမြဲတမ်းနာကျင်နေဖို့မလိုပါဘူး ိုကကိုကိုကိုချစ်နေဖို့ပဲလိုပါတယ်အဲ့လိုကြတော့ကိုကိုကိုတန်ဖိုးထားနေဖို့ပဲလိုအပ်တယ်ပေါ့နော်အဲ့တော့ဒီ21ရက်အတော်တွင်းထဲမှာဆိုရင်ကို့အထွေကောင်းမွန်တဲ့ကံနေကရောက်လာနိုင်မယ်တချို့တွေအတွက်ဆိုရင်ကိုယ့်ရဲ့လေမတူညီတဲ့ပုံစံလေးပေါ့အရင်တော့ကကိုကအာတခုခုဆိုရင်လေးလံထိုင်းပိုင်းပြီးတော့ကိုလုံးချင်းတဲ့အရာတွေကိုမလုံးနိုင်ဘူးမလုံးဖြစ်ဘူးဆိုတဲ့သူတွေရှိတယ်ဆိုရင်တော့အဲ့လိုလူမျိုးလေးတွေဆိုရင်ကိုယ့်ရဲ့ပုံစံအစ်စ် လူအသက်တယောက်လိုကိုဖြစ်သွားနိုင်မယ်။နော်ဒီ21ရက်အတော်တွင်ထဲမှာ21ရက်အတော်တွင်ထဲမှာကိုယ့်ရဲ့ပုံစံကလုံးဝကိုဟို brand new ပုံစံမျိုးပေါ့နော်။လုံးဝအဲ့လိုပုံစံမျိုးဖြစ်သွားနိုင်မယ်။ပြီးတော့ပို့ပြီးတော့တည်ငြိမ်နဲ့အဲတည်ငြိမ်မှုတွေရလာနိုင်မယ်။အခုချိန်မှာကိုယ့်မှာကအဲတချို့အရာတွေကမတည်ငြိမ်သေးဘူးဆိုရင်ပေါ့နော်။အဲမတည်ငြိမ်သေးတဲ့အရာတွေအပေါ်မှာကိုကအကောင်းဆုံး energy ကိုကောင်းကောင်းတည်ဆောက်ပြီးတော့ ကိုလုံးတင်တာကိုလုံးနေမယ်ဆိုရင်ပို့ပြီးတော့တည်ငြိမ်မှုရရှိရရှိလာနိုင်မယ်ပြီးလို့ရှိရင်ကို့အတွက် ပို့ပြီးတော့ကောင်းမွန်တဲ့ အသက်စတင်ခြင်းတွေလည်းရောက်လာနိုင်မယ်။တချို့တွေအခုချိန်မှာပေါ့နော်ချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုအသက်ခွဲခွဲသွားတဲ့သူတွေရှိနေမယ်။အသက်ခွဲနေမယ်၊နာကျင်နေမယ်ဆိုရင်တော့ကိုယ့်အတွက်ပိုကောင်းတဲ့အရာတခုကိုယ့်ရှိကိုရောက်လာနိုင်မယ်နော်။အဲရှိမှာတော့ကံကြမ္မာကတော့ကောင်းမွန်တဲ့အရာတွေပဲရှိတယ်။အဲ့တော့ကျတော့အဲ့အရာတွေနဲ့ကိုယ်ကထိုက်တန်တဲ့သူတယောက်ဖြစ်နေဖို့တော့လိုအပ်တာပေါ့နော်။အဲ့တော့ကိုယ့်ရဲ့ energy ကိုအခုချိန်ကနေစပြီးတော့ထိန်းဖို့အတွက်ကိုပြောချင်ပါတယ်။ပြီးတော့ ဒီကိုအနေနဲ့မှာရှိနေတဲ့အတုအယောင်လူတွေကိုလည်းနည်းနည်းလေးသတိထားပေးပါတော့။ဘာကြောင့်လဲဆိုတော့တခါတည်းရံမှာကိုကဒီလူကကိုယ့်ပေါ်မှာကောင်းတယ်လို့ထင်ထားပေမဲ့လည်းအဲ့လူကပြောရရင်နောက်ကွယ်မှာအစော်ထွက်နေတဲ့သူမျိုးတွေလည်းကြုံလာရနိုင်မယ်နော်။အဲ့ဒါလေးတွေတော့ကြုံရဖို့တော့ရှိတယ်။ဒါပေမဲ့အဲ့ဒါတွေကိုပြောရရင် release လုပ်ချပလိုက်ပေါ့နော်။အဲကိုကိုအဓိကနာကျင်အောင်လုပ်နိုင်တဲ့သူကကိုကိုတိုင်းပဲနော်။သူများကမလုပ်နိုင်ဘူး။သူများကသူများကြောင့်နာကျင်ရတယ်ဆိုတာသူတို့ ူတို့ကိုကိုယ်နာကျင်အောင်လုပ်ဖို့အတွက်ကိုကိုကခွင့်ပြုထားလို့သာကိုကနာကျင်ရတာကိုကခွင့်မပြုဘူးဆိုရင်တော့နာကျင်စရာမလိုပါဘူးအဲ့တော့ကြတော့ဘသူ့ကိုမှအမ်အာမနာနဲ့လိုရာထက်ပို့ပြီးတော့မလိုက်ရောနဲ့ပေါ့နော်ကိုလုံးတဲ့တဲ့အတိုင်းနေကိုကလည်းသူတို့တွေမျက်နှာဖုံးနေတဲ့နေကိုလည်းကိုလည်းမျက်နှာဖုံးနေတဲ့နေတဲ့နေရမှာပေါ့နော်အဲ့တော့ တခါတည်းမှာသူများအပေါ်မှာကောင်းတယ်ဆိုတာကတော့ကောင်းပါတယ်ဒါပေမဲ့လည်းလိုတာထက်ပိုပြီးတော့မကောင်းမိဖို့တော့လိုအပ်တာပေါ့နော်အဲအခုချိန်မှာကတော့ကိုကိုကိုပြန်ပြီးတော့ခယူဆိုင်ပေါ့နော်တခြားသူတွေပေါ်မှာတခြားသူတွေပျော်ရွှင်အောင်လုပ်ပေးနေတာတခြားသူတွေကိုပဲလိုက်ရောနေတာတခြားသူတွေကိုပဲပေးနေတာတခြားသူတွေကိုပဲချစ်ပေးနေတာအဲ့လိုပုံစံမျိုးတွေကိုလုံးနေမိတယ်ဆိုရင်တော့ကိုကိုကိုပြန်ပြီးတော့အဲ့ဒီလောက်ရတဲ့ကိုရတန်းကန်ရလိုက်ပါကိုလည်းအဲကိုကသူများတွေကိုချစ်ပေးနေမှ သူများတွေရဲ့အတိမတ်ပြုမှုရမယ်ဆိုရင်အဲ့အတိမတ်ပြုမှုကိုယူမနေပါနဲ့ကိုကိုကိုပဲအတိမတ်ပြုလိုက်ပါအဲ့တော့အခုချိန်ကနေစပြီးတော့ကိုကိုကိုခယူဆိုင်မယ်တဘာဝနဲ့ထိတွေ့မယ်ဒိတ်ချင်ငန်းလေးတွေလုံမယ်ကိုရဲ့ကိုလက်လှုပ်ရှားမှုလေးတွေလှုပ်ပေးမယ်ပြီးတော့ကိုရဲ့ပုံစံပြောင်းလဲပစ်လိုက်မယ်ပေါ့နော်ပြီးတော့ကိုလိုချင်တဲ့အရာတွေပေါ့အထူးသဖြင့်ဒီထဲမှာရလာမယ်အထဲမှာတော့ငွေရေးကြေးနဲ့အလောက်အကိုင်းနဲ့ပတ်သက်ပြီးတော့ကိုအစီကိုအခွင့်အလမ်းသစ်တွေရောက်လာနိုင်မယ်ကိုမျှော်လင့်ထားတဲ့အရာတွေငွေကြေး ျော်လင့်ထားတာတွေရှိတယ်ဆိုရင်လည်းအဲ့ဒါတွေကရလာနိုင်မယ်။အဲ့တော့အခုချိန်မှာကိုယ့်ကိုယ်ကိုယ်ပဲအကောင်းဆုံးတည်ဆောက်ပါပြီးတော့ကိုယ့်ရဲ့ personality နဲ့ပတ်သက်တယ်ဆိုရင်လည်းပိုကောင်းတဲ့အရာတွေပိုကောင်းတဲ့ပုံစံကိုရလာနိုင်မယ်။ပြီးတော့ကိုယ့်ဘဝအတွက်ကောင်းမွန်တဲ့ဟာကောင်းမွန်တဲ့စတင်ခြင်းတွေပေါ့နော်အဲ့ဒါကို23ရက်အတော်အတွင်းထဲမှာရလာဖို့ရှိနေပါတယ်။အဲ့တော့ကိုယ့်ရဲ့အဲကောင်းမွန်တဲ့ အရာတွေကစောင့်ကြိုနေပြီပေါ့နော်ဂျာထဲမှာဘယ်အရာအောင်မှသွားပြီးတော့အနှောက်အယှက်ဖြစ်မနေအောင်ကို့မှာရှိနေတဲ့ negative energy တွေကိုကိုကိုယ်တိုင်ကပဲလွှတ်ချလိုက်ပါလို့နော်အဲ့တော့ဒီနေ့ reading လေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ် Namaste ပါရှင်